မင်္ဂလာပါ Football Preview Channel ကနေပြန်လည်ပြီးတော့ကြိုဆိုပါရစေ။ဒီနေ့ကတော့စနေနေ့ပေါ့နော်။ဒီနေ့ညမှာဆိုလို့ရှိရင် ကစားမဲ့ထိတ်တန်းဒီပွဲစဉ်တွေရှိတယ်ပေါ့နော်။အဲ့တော့ဒီနေ့ကစားမဲ့ထိတ်တန်းဒီပွဲစဉ်တွေတရားနေပြီးတော့မှကျွန်တော်ဒီတပွဲကိုကြိုပြီးတော့သုံးသပ်ပြပါမယ်ပေါ့နော်။ဒီ Premier League ကတော့ဒီနေ့ညမှာကစားဖို့မရှိဘူး။ဒီမနေ့ပြန်မှပဲစပြီးတော့ကစားမှာဖြစ်တယ်ပေါ့နော်။အဲ့တော့ဒီနေ့ပွဲစဉ်တွေတရားနေပြီးတော့မှဒီနေ့ည10:00နာရီမှာကစားမဲ့ England FA Flag Final ပွဲစဉ်တပွဲဖြစ်တဲ့ဒီ Crystal Palace နဲ့ Manchester City အတင်းတို့ရဲ့ပွဲစဉ်ကိုဒီနေ့ဗီဒီယိုမှာကြိုပြီးတော့သုံးသပ်ပြပါမယ်ပေါ့နော်။ ီးတော့ဒါတခြားထိတ်တန်းညီပွဲစဉ်တွေရဲ့တစ်တေကိုသိကျင်နေဆိုလို့ရှိရင်လည်းဒါဒီဗီဒီယိုအောက်က comment မှာဆိုလို့ရှိရင်ဒါကျွန်တော်ရဲ့ Telegram channel link ကိုချပေးတာပေါ့နော် Telegram channel မှာဆိုလို့ရှိရင်တခြားလီပြိုင်ဝေတွေတစ်တေကိုလည်းတင်ပေးထားတာဖြစ်တဲ့အတွက်ကြောင့် join ကျင်နေဆိုလို့ရှိရင်ဒါဒီဗီဒီယိုအောက်က comment မှာ pin comment အနေနဲ့ထားပေးတာပေါ့နော်ဝင်ပြီးတော့ join ထားလို့ရရပေါ့ အဲ့တော့ဒီခွေစပေးသေးနဲ့မက်ဆီဒီပေါ့နော်ဒီပွဲစဉ်အောင်ဒါအင်္ဂလန် FA ကလာရဲ့ပိုလူပွဲစဉ်ဖြစ်တယ်ဒီနေ့ည10:00နာရီမှာဒါဝင်းဘလေးစတေဒီယံကွင်းထဲမှာကစားမှာဖြစ်တယ်ပေါ့နော်အဲ့ဒီပွဲစဉ်ရဲ့အကြီးကိုကျွန်တော် ပြန်ကြည့်မယ်ဆိုလို့ရှိရင်မက်ဆီဒီကတကိုးသွင်းပြား90ရမယ်ပြီးတော့ဂိုးပေါင်းနေလဲဆိုလို့ရှိရင်3ဂိုးသွင်း65ပြားရမယ်ပေါ့နော်အဲ့တော့ခွေစပေးလေးကသူတို့ကစားခဲ့ပြန်ဝဲဆုံးနောက်ဆုံး14ပွဲကိုကျွန်တော်ပြန်ကြည့်ရင်သူတို့ရှုံးခဲ့တာ2ပွဲပဲရှိရပေါ့နော်ပြီးတော့သူတို့ရဲ့ DRD FA ကလာ ဖြတ်တန်းမှုကျွန်တော်ပြန်ကြည့်မယ်ဆိုလို့ရှိရင်သူတို့ FA ဖလားမှာ၅ဘွေကစားတယ်။ကစားရေး၅ဘွေမှာသူတို့ရဲ့ခံစေကပြီးကိုတကိုးပဲပြီးခဲ့ရပြီးတော့သူတို့ရဲ့တိုက်စေကဒီတွင်ကို၁၂ဂိုးတိရခဲ့တယ်ပေါ့နော်။ဒီတစ်ပတ်ကမက်ဆီဒီကိုကျွန်တော်ပြန်ကြည့်မယ်ဆိုလို့ရှိရင်ဒါသူတို့ကကြီးပြကွာလီယိုရာရဲ့လက်ထက်မှာဆိုလို့ရှိရင်ဝင်ပလေကွင်းထဲကိုသူအချိန်၂၀အထိသွားကစားမှုပဲပေါ့နော်။အဲ့ဒီကစားခဲ့တဲ့၂၀မှာဆိုအချိန်၂၀မှာဆိုလို့ရှိရင်သူတို့၁၀ချိန်နိုင်ခဲ့တယ်။ဒါပေမဲ့လို့ဒီ၆ချိန်တိတိရှောင်းခဲ့တယ်။အဲ့ဒီရလက်တွေကဒါပြောမယ်ဆိုလို့ရှိရင်မိနစ်၉၀အထိမှာထည့်တော်တာအဖြစ်တယ်ပေါ့နော်။ကျန်တဲ့အချိန်ပိုပြီးပနတီ ရလိုက်တယ်မပါဘူးအဲ့တော့ဒီဝင်းဘလီမှာကစားခဲ့တဲ့ဥရောပနဲ့ဒါပြည်တွင်းဖလားပွဲစဉ်တွေကိုကျွန်တော်ပြန်ကြည့်မယ်ဆိုလို့ရှိရင်နောက်ဆုံး46ပွဲမှာဆိုလို့ရှိရင်တွင်းကိုရနေခဲ့အောင်တွေ့ရတယ်တပွဲပြင်းမြအနေနဲ့ဆိုလို့ရှိရင်1.98ဂိုးဝင်ကျင်တာရှိခဲ့တယ်ပေါ့နော်ပြီးတော့နှစ်သင်းပေါင်းတွင်းကိုဒါ၄ဂိုးအောက်ကိုရောက်ခဲ့တာလည်းနောက်ဆုံး45ပွဲမှာဆိုလို့ရှိရင်52ပွဲတည်းရှိခဲ့တယ်ပေါ့နော်အဲ့တော့ဒါဝင်းဘလီမှာကစားခဲ့တဲ့ပွဲစဉ်တွေကပြောရမယ်ဆိုလို့ရှိရင်အများစုကဒီတွင်းကိုရနေတဲ့တာကိုတွေ့ရတယ်ပေါ့နော်အဲ့တော့ဒီနေ့မှာလည်းဒါဝင်းဘလီမှာကစားမဲ့ ပွဲစဉ်ကဒါသွင်းကိုရေနဲနိုင်ကြီးရှိတယ်ပြီးတော့ဒီပွဲစဉ်ကဒါပဲလီနဲ့မက်ဆီဒီတို့တွေ့ဆုံနေဆိုပေမဲ့လို့ဒါ classic ပွဲစဉ်တစ်ပွဲလည်းဖြစ်လာနိုင်တယ်ပေါ့နော်ဒီပဲလီကဒါမက်ဆီဒီနဲ့နောက်ဆုံးကစားခဲ့တဲ့ပြီးခဲ့တဲ့ Premier League ပွဲစဉ်မှာဆိုလို့ရှိရင်သူတို့ ETA ကွင်းထဲမှာသွားကစားခဲ့တယ်ပြီးတော့၅ခု၂ခုနဲ့ရှုံးခဲ့တယ်ပေါ့နော်ပြီးတော့အဲ့ဒီပွဲစဉ်မှာဆိုလို့ရှိရင်ပဲလီကရှုံးခဲ့တယ်ဆိုပေမဲ့လို့သူတို့ဒီမက်ဆီဒီကိုအဝေးကွင်းမှာမိနစ်30လောက်ထိသူတို့2ဂိုးတာနဲ့ဥဆောင်ပြီးတော့ကစားဝင်ရခဲ့တာပေါ့နော်ပြီးတော့သူတို့3ဂိုးမြောက်ဂိုးလည်းရခဲ့တယ်ဒါမှမဟုတ်အဲ့ဒီဂိုးက ဒါပြောမှဆိုလို့ရှိရင်လူဂျုံခဲ့လို့ဒါဒါမစီဒီတို့အဲ့ဒီပွဲစဉ်တို့ကဒါတက်တရာရခဲ့တယ်လို့ဆိုနိုင်တယ်ပေါ့နော်အဲ့တော့ဒီနေ့မှလည်းဒီပဲလေးအနေနဲ့ဝင်းမလီကွင်းတွင်းမှာဆိုလို့ရှိရင်မစီဒီကိုဒီကောင်းကောင်းဒုက္ခပေးနိုင်လိမ့်မယ်လို့ကျွန်တော်ထင်တယ်ပေါ့နော်ပြီးတော့ပဲလေးကဒါနောက်ဆုံးကစားရေးပွဲစဉ်မှာဆိုလို့ရှိရင်သူစပားကိုနှစ်ခုပြည့်နဲ့နိုင်ခဲ့ပြီးတော့ဂျုံဂျူမူပိုင်းဆိုင်ရာအရာအကောင်းနေတဲ့အချိန်မှာဆိုလို့ရှိရင်တစ်ဖက်က ဒါမက်ဆီဒီယာကိုသူတို့နောက်ဆုံးကစားခဲ့တဲ့ပုံစံမှာဆိုလို့ရှိရင်ဆော့တတန်နဲ့ဘိုးမရှိသေးကြခဲ့ရဖြစ်တယ်ပေါ့နော်အဲ့တော့ဒါယုံကြည်မှုပိုင်းဆိုင်ရာအနေနဲ့ဆိုလို့ရှိရင်တော့ပဲလီကဒါမက်ဆီဒီတန်ပိုကောင်းတယ်ပြီးတော့ဒီနေ့ပွဲမှာဒါဆုံးကြည့်ရမယ့်ကစားသမားတယောက်ရှိတယ်ပေါ့နော်သူကဒါပဲလီတိုက်ဆင်ဖို့ evaluation easy ပေါ့နော်သူကဒါပြောမယ်ဆိုလို့ရှိရင်ပြီးခဲ့တဲ့ EDM မှာဆိုလို့ရှိရင်လည်းမက်ဆီဒီနဲ့တွေ့ရတဲ့ပွဲမှာသူဒီပဲလီတို့အဖွင့်ကိုတွင်ပေးခဲ့တဲ့ကစားသမားဖြစ်တယ်လို့ပြီးတော့ဒီရာဒီ FP ကပြိုင်ပွဲမှာဆိုလို့ရှိရင် EZ ကဒါပေးလေးအတွက်ဆိုလို့ရှိရင် twin goal 3 goal ရယူပေးထားတယ်ဗောနော်ပြီးတော့ Premier League မှာဆိုလို့ရှိရင်လည်းသူ twin goal 9 goal နဲ့ဂိုးဖန်တီးမှု8ကြိမ်အထိပြုလုပ်ပေးထားပြီးတော့ဒီရာဒီမှာဆိုလို့ရှိရင်ပေးလေးအတွက်တက်ရောက်မှုအကြီးအမားဆုံးကစားသမားဖြစ် EZ က လက်ရှိမှာရက်တည်နေပါတော့ပြီးတော့အင်္ဂလန်လီဂ်ကားပွဲစဉ်တွေမှာဆိုလို့ရှိရင်လည်းဒါသူ့ရဲ့ twin goal က၅ခုထိရှိထားအောင်ဒီနေ့မှာဂျင်းဒီပေါင်မက်ဆီဒီအနေနဲ့ EC ကိုထိန်းချုပ်ကစားဖို့လိုတယ်ပေါ့နော်အဲ့တော့ဒီပွဲမှာကျွန်တော်ဒီပဲလေးကိုသဘောကျတယ်ပေါ့နော်မက်ဆီဒီဒီနေ့မှာအနိုင်ရဖို့အလေးတာတယ်ဆိုပေမဲ့လို့ပဲလေးရဲ့လက်ရှိ form နဲ့ဒါဝင်းဘလီမှာကစားခဲ့တဲ့ပွဲစဉ်တိုင်းလိုလိုကဒီ twin goal တွေနည်းခဲ့တယ်ဆိုတော့အချက်အချောင်းဒီပွဲမှာ ကျွန်တော်ဒီပဲလေးနဲ့ကိုယ်ကိုယ်ကိုကြိုက်တယ်ဘောနော်ဒီကိုရလက်အနေနဲ့ဆိုလို့ရှိရင်1 1လောက်ထိဖြစ်နိုင်ကြရှိတယ်ပြီးတော့ဒီပဲလေးပေါ့နော်ပဲလေးရဲ့ဒီယာဒီမှာကစားခဲ့ပွဲစဉ်တွေကိုကျွန်တော်ပြန်ကြည့်ပထမပိုင်းကစားပုံကတော်တော်လေးကောင်းတယ်ပေါ့နော်အဲ့တော့ဒီနေ့မှလည်းပထမပိုင်းအတွင်းမှာဒီသူ့အနေနဲ့မန်စီးတီးကိုအ ਨੇ ဆုံးမရှုံးအောင်ကစားနိုင်နိုင်မယ်တရေသူ့မို့အနိုင်ကစားနိုင်နိုင်မယ်လို့ကျွန်တော်ထင်တယ်ပေါ့နော်အဲ့တော့ဒီတတိယရွေးချယ်မှုအနေနဲ့ဆိုလို့ရှိရင်ကျွန်တော်ဒီပထမပိုင်းမှာဒီခွေဆက်ပဲလေးကိုရွေးချယ်ပြီးခြင်းတယ်ပေါ့နော်အဲ့တော့ဒီနေ့ပွဲစဉ်မှာတော့ကျွန်တော်ဒီပဲလေးရဲ့ ကိုအောင်ရေကိုကျွန်တော်ဒီရွေးချယ်ပေးတာပေါ့နော်အဲ့တော့ညီကိုလို့ရဲ့အမြင်တွေကိုလည်းအဲဒီဗီဒီယိုက comment မှာဝင်ပြီးတော့မှတ်သွားပေးလို့ရတယ်ပြီးတော့ဒါဒီနေ့ဗီဒီယိုသဘောကျရဲ့ဆိုလို့ရှိရင်လည်း like and share လေးလုပ်ပြီးတော့ဒါ channel ကို subscribe လေးလုပ်ပေးသွားလို့ရရပါတော့